မင်္ဂလာပါရှင်ဆောစောမြမ channel မှာကြိုဆိုပါတယ်တိဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့အထင်ကရရှမ်းနဂါတိုက်ဆက်များအကြောင်းပဲဖြစ်ပါတယ်ရှမ်းနဂါဟုဆိုကြရဝဲစောဝါမျိုးနွယ်နနဂါတိုက်ဆက်များမှာဆင်းသက်လာကြသည်ဟုအစွဲပြု၍ရှမ်းနဂါတိုက်ဟုတိုက်ဆရာများကခေါ်ကြရမှအမိထာမထင်ရှားလာခြင်းဖြစ်ပါတယ်ရှမ်းနဂါတိုက်တို့အချုပ်မှာဘောဂဝရီမေရောကြီးအမေကြီးဝိမလာဒေဝီရဲ့ညီမတော် ဘောဂရီမေတော်ကြီးအမေကြီးအီရန်နဒီဖြစ်ပါတယ်။ရန်နကားတိုက်ဆက်တို့အမှုကျင့်မှာမြည်တိတိုက်များနဲ့မှမတူ တမှုထူးခြားစွာကွဲပြားရပါတယ်။ရန်နကားတိုက်ဆက်များမှာအထူးအဖြစ် ဘာသာတရားလွန်စွာပင်အာသွန်ခွန်ဆိုင်ပြုလုပ်တတ်ကြပြီးရှိသည်မရှိသည်နဲသည်များသည်ဗရဏမထားပဲအလူတန်းများကို စိတ်ပါဝင်စားစွာအလေးနက်ထား၍ရက်ရောစွာပြုလုပ်တတ်ကြပါတယ်။ တို့ရာတွင်မိမိကောင်းတာပြုတိုင်းမနာလိုဝင်တိုခြင်းတိုက်ခိုက်ခြင်းမကောင်းတဲ့ရင်ပြောခြင်းများကိုခံရတတ်ပြီးမိမိအပေါ်မလိုသူများပေါ်များပါတယ်တို့ပင်မဲ့ဂယုဆိုင်အလေးထားပြီးနေတဲ့သူများမဟုတ်ပဲမိမိအလောက်ကိုသာအောင်မြင်အောင်ဒီဇိုင်းမက်မက်ပြုလုပ်တတ်သူများလည်းဖြစ်ပါတယ်။ပဝင်းကျင်ရဲ့ပြစ်တင်ဝေဖန်မှုများကြတဲ့ကဂယုမဆိုင်ပဲကိုလျှောက်ရလန်းကိုသာဆက်လက်လျှောက်လန်းနေကြသူများဖြစ်ပါတယ်။ထူကြတဲ့သူတွေဖြစ်ပြီး တိုင်းနဲ့နှိဆက်သူများကလည်းဖြစ်တယ်လို့အတိတ်နမိတ်များမကြခဏမြင်ရတွေ့ရမြင်မဲ့ကြရပါတယ်။ဘေးရန်ရရှိမိအလောက်ကိုင်းနေရာထိုင်ခင်းအရက်ဒေတာရှိပါကစိတ်ထဲမှာပင်မတိစိတ်ကနှိုးဆော်နေတယ်လို့ခံစားရတတ်ပါတယ်။သိခံတဲ့သလောက်အလွန်မင်းသိခံတတ်ကြပါတယ်။ဒါပေမဲ့ကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဘူးပွင့်လင်းပြတ်တာကြသူများဖြစ်ပါတယ်။ ဘလောက်ပင်ခက်ခဲမှုတွေကြုံတွေ့ပါစေကုညီဖြည့်ရှင်းပေးမဲ့သူများပေါ်လာတတ်ပြီးဘလောက်ပင်ခက်ခဲမှုရှိပါစေထမင်းမငတ်တဲ့သူမျိုးတွေဖြစ်ပါတယ်။တိုက်ကစမ်းသပ်မှုတွေကိုလည်းမကြမကြာကြုံတွေ့ရတတ်ပြီးသာသနာအတွက်တနည်းအားရကပာဝင်နိုင်အောင်စ조사နေကြသူတွေလည်းဖြစ်ပါတယ်။မရှိပြောင်ပြောင်ရှိပြောင်ပြောင်နေတတ်ကြပြီးရုပ်ရည်မျက်နှာထားမှာယာစမှန်အပြေပါလာကြပြီးမသိတဲ့သူများမြင်မှာတော့မျက်နှာကြောတင်းနေ ထင်ကြပါတယ်။ရှင်နဂါတိုက်ဆက်များရဲ့မျက်နှာတွင်ပင်ကတော့ရားစားမှန်အပြည့်နဲ့တင်ကြီးကြပါတယ်။ရှင်နဂါတိုက်မျိုးနွယ်တွေဟာအုတ်ချုံမှုစီကံအလွန်တင်းကျပ်ပြီးစီစနင်းတကျအုတ်ချုံကြပါတယ်။စီကံတိုင်းလက်ရောညီထွေရှိရင်လဲအခွင့်လန်းကောင်းလန်းစားများနဲ့လိုရာမရှိရအောင်ကုညီမစားတတ်ကြပါတယ်။စီကံချိုးဖောက်ပါကစောသားရင်သားမခွဲကြပဲအခွင့်လန်းပျောက်ဆုံးခြင်းလန်းစားပျောက်ပြီးအောက်ထိရအောင်ဆွဲချတတ်ကြပါတယ်။ တိုက်မှတ်တမ်းတွေမှာလူပြည်လာရမှုအများဆုံးနဲ့လူပြည်ရောက်နေသူအဆက်အွယ်များကိုကုညီမဆအဆောက်ရှောက်မှုအများဆုံးနဲ့တိုက်ကိုပြန်ခေါ်ခြင်းအများဆုံးတိုက်ကြီးတွေအားတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်တိုက်နဲ့ပတ်သက်ပြီးအမှားယွင်းမရှိအောင်ဆောင်ရွက်ဖို့လိုပါတယ်။ နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ဘုသူရရကြာများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် Channel ကို Subscribe လုပ်ဖို့တောင်းဆိုပါရစေ။ Notify Bell လည်းနှိပ်ပေးဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။